ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့အစိမ့်တီကျွချိန်တန်သောအခါဝယ်မူရင်ရည်သူအားကျေးဇူးတင်ပါတယ်ခင်ဗျာကိုရုံးငငယ်တုန်းကကိုရုံးနေသောရက်ွက်အတွင်တက်လိုက်ကတည်သွားသောအမကြီးတဦးရှိလေသည်သူသည်ရေချိုးခါနီးရေဆက်ပိတ်ရာမှတက်လိုက်ကတည်ဆုံသွားသောကြောင့်ထမီရင်ရှားနှင့်တည်လေသည်သူမတီရုပ်ရည်ချုံမော့သည်ဖြင့်ရက်ွက်ထဲကလူများကယူကျုံမရဖြစ်ကြလေသည်သူမတီတော့အပြိုအရွယ်ငငယ်ချောချောလေးဆိုတော့အားလုံးကတနာနေကြသည် သူမအတူပါသည်အလွန်စီကားကပန်းများနှင့်သူမအလောင်းအားအလှဆင်ထားသည်မှာမြင်သူတိုင်းကစိတ်မကောင်းဖြစ်ကြသည်သူတန်တွင်အတူပါလာပူကြသူများကသူမအလောင်းအားစိတ်ဝင်တစားလာကြည့်ကြသည်မှာခမ်းမအပြည့်ဖြစ်၍နေသည်သူမအကြောင်းကစိတ်ဝင်စားစရာကောင်းနေသည်ဓက်ပုံများဗဲတရားမတန်များရိုက်ကသူမမိသားစုကဖြစ်မစဲနိုင်ဖြစ်နေသည်သူမဆုံးပြီးကလေးကညာဘက်များတွင်သူမတို့အိမ်ဘေးကလမ်းမှဖြတ်သွားသူများအား၆လမ်းတီဟုနာမည်ကြီးနေသည်သူမမိသားစုကပကာသနမတ်တို့ကြောင့် သူမအတွက်လူလို့ရတွင်တခြားနာမည်ကြီးနေရာများတွင်သွားလို့ရပဲလားမသိပါသူမကကျုပ်ပုံမရပါသူမတည်တော့ကအတိုင်းထပ်ပြီးရင်ရှားနေစပင်ဖာရှားချထားသည့်အတိုင်းအားလုံးကမြင်ကြရလေသည်ရက်ွက်ထဲကလူများကများပဲဆိုသူမအိမ်ပေးလန်းကရှောင်းသွားကြလေသည်ကိုရိုကလေးတတိုက်ကတော့တိတ်ပြီးကြောက်ရကောင်းမှမသိပါတညမှာတော့ကိုရိုကလေးတတိုက်သည်ကိုရိုရက်ွက်နာကတနေ့တခါကျင်းပမြဲဖြစ်တော့ဖျားပွဲစည်းသူသွားကြလေသည်မျက်လက်ဝင်ကြည့်နေ၍မိုးတော်ချုပ်သွားသည့်အချိန်ကားများ9နာရီကျော်ပြီး ဒါနဲ့ကိုတို့ကလေးများအားဥဆောင်ခေါ်လာတော့ဦးလေးနဲ့အိမ်ပြန်ကြသည်ကလေးများကဖျားပွဲကအတွေ့အကြုံများတယောက်တစ်ပေါက်ပြောရင်းစုမြန်စွာလိုက်လာလေသည်ရက်ွက်ထဲကအစိမ့်တီမှကြီးလိုလမ်းထဲဝင်လိုက်သည်ဆိုတာနဲ့ဆွဲဆွဲငင်ငင်ဦးလိုက်တော့ခွေးဦးတန်ကြောင့်ကိုတို့ကလေးများအားလုံးအတန်တိတ်သွားကြသည်ဦးလေးနောက်အမြန်လျှောက်လာကြရင်အစိမ့်တီအမကြီးအိမ်ဘေးသို့ရောက်လာလေသည် သူမအိမ်ဘေးက ရေကန်နာကအဖြက်ရေတန်ကြား၍ချက်တီများထထွားကလက်ကြီးလိုက်သည့်အခါမှာတော့ ရေကန်ပေါင်ပေါ်တွင်ခြေထောက်တွဲလောင်းချကထိုင်နေသောသူမအာထမီရင်ရှားနှင့်ဇံပင်များလေးလဲလွင့်နေတာကိုမြင်ရလေသည်ထိုအခါကိုရုကလေးတတိုက်သည်တရေတရေဟူအော်ကာပြေးလိုက်ကြသည်မှာရက်ွက်အတွင်းကလူများအလန့်တကြားဖြစ်ကုန်ကြလေသည်ဒီတဲ့ရင်သည်သူမတို့မိသားစုအိမ်တို့ ပေါကြားတော့ကသူမတို့မိသားစုကအလွန်စိတ်ဆိုးနေကြသည်ကလေးများပေါက်ကရပြောသည် သူတို့သမီးအားတိတ်ခါချသည်ဟုဆိုလေသည် နောက်တစ်ခါတရင်ကြပါရက်ွက်ယုံတိုင်မီဆို၍ရက်ွက်ကလူများကအမြင်ကက်ကဘာမှမပြောတော့ပါတညတွင်ကားလိုက်နေသောကိုကြီးတယောက်သည်မိုးအတော်ချုံမှ သူမတို့အိမ်ဘေးလန်းကပြန်လာကသူ့အိမ်အတွက်ဝက်စီဖက်တထုပ်ဝယ်လာလေသည် သူမတို့အိမ်ဘေးရေကန်နာရောက်တော့ခတ်တတ်တလျှောက်လာရာသူ့နောက်ကျောမှခြေတန်းကြားကကြောချမ်းသွားလေသည်သူသည်နောက်ကျောမလုံးတလို့ခံစားရကသူ့ဝက်စီဖက်ထုပ်အားနောက်ကတယောက်ယောက်ကဆောင်ဆွဲတလို့ဖြစ်သွားတလို့ဖြစ်သွားလေသည် ထိုအခါတတိရှိသောသူကဝက်စီဖက်ထုပ်အားတင်းတင်းဆုပ်ကင်က နောက်သို့ရက်တရက်လှည့်ကြည့်လိုက်လေသည် သူမြင်လိုက်ရသည်ကတပီးရင်ရှားနှင့်စပင်ဖားရှားချထားသောသူမသည် သူ့နောက်ခတ်ခွာခွာတွင်ယနေ့ကလက်တစ်ဖက်တီးရှိထွက်လာက သူ့ဝက်စီဖက်ထုတ်အားလန်းဆွဲလိုက်သည်သူလဲဖနောက်နဲ့တင်ပါတသားတဲ့ကြကပြေးလိုက်တာဝက်စီဖက်ထုတ်တောင်ပဲကြခဲ့မှမသိပါရက်ွက်ထဲကသူများကသူမအဖြစ်ကိုတနာကြပေမဲ့ပဝင်လီဟက်နေတော့သူမမိသားစုအားမပြောကြတော့ပေတနေ့တွင်ညတန်ခေါင်းလောက်ရက်ွက်အတွင်းကလူတယောက်ခီးကပြန်လာရာသူမအိမ်ဘေးဤကနာအယောက်ရည်တန်ကြတော့ကြီးလိုက်မိသည့်အခါ ရေကန်ပေါင်းပေါ်မတည့်ရနေသောထမီရင်ရှားနှင့်တူမအားမြင်လိုက်ရလေသည်ထိုအခါခေါင်းတပန်းများကြီးတော့ကရှေ့ဆက်လျှောက်ရမလို့နောက်ပြန်ပြေးရမလို့ဖြစ်ကချက်တည်တည်သွားလေသည်ထိုအချိန်တွင်တူမကရေကန်ပေါ်ကလေထဲဝဲကဆင်းလာတာလေတွေ့ရပြေးလိုက်တာဆိုတာအိမ်ဘလို့ပြန်ရောက်သွားမှန်းပင်မသိပါတူမတရင်ကတရက်ွက်လုံးကြောက်เสียရတဲ့င်းဖြစ်နေသည်ရက်ွက်ထဲကလူများများဘက်သူမအိမ်ဘေးကလမ်းကမတော်ကြတော့ပါအခြားလမ်းက ရှောင်သွားကြလေသည်တရက်မှာတော့ကိုတို့အိမ်တွင်ရဟန္တာဟုသတ်မှတ်ခံထားကြသောဘုန်းကြီးတပါအားနေဆွန်းကက်လေသည်တရက်ကွက်လုံးလက်ဖိတ်ကအလူလုပ်လေသည်ထိုအခါသူမအမေသည်ဘုန်းကြီးလာဘူးလေသည်သူမဝင်လာတာနဲ့ဆရာတော်ကြီးကတကမကြီးနောက်မှာပါလာတဲ့ထပီရင်ရှားနဲ့ကလေးမလဲလာအထဲဝင်အဖြစ်ကလဲဆိုးလိုက်တာကွယ်ဒီဘွားကလွတ်အောင်ကူညီပေးမယ် ထို့သို့လဲဆရာတော်ကြီးပြောလိုက်တော့မှသူမအမေဒီဝမ်းနဲ့ပက်လက်ငူလေးသည်သူတမီကလေးအာတီဘဝကကျွတ်အောင်လှုပ်ပေးပါရန်ငိုယူတောင်းပန်ကဆရာတော်ကြီးအားလျှောက်လေသည်ဒါနဲ့ဆရာတော်ကြီးကင်းတကန်တစုံပြည့်ဝခိုင်းကောင်တကန်ကခိုင်း၍တရားပေးရဆက်ချအမြဝေကာသူမအားနမည်ခေါ်၍တာတုခေါ်ခိုင်းလေသည်ခဏအကြာတွင်တင်းပြန့်ပြန့်အမွေးနံကိုထူဆန်းစွာရကြလေသည်အဲ့ဒီကတည်းကသူမချောက်တာမကြားရတော့ပါ ဒီဇလန်ရည်သူအားကျေးဇူးအထူးတင်ပါတယ်နားဆင်ပေးသူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်